မင်္ဂလာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုတိုယဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပညာရေးလုပ်ငန်းတွေအတွက်ဒေါ်ဝေတက္ကသိုလ်ကျောင်းသားများတမကရန်ပုံငွေကမ်ပိန်းပြုလုပ်တဲ့အကြောင်းတုံပြိုကြီးရွာကဆရာနာရှင်တက်ဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက်အင်အားတုံးမြင့်ပြီးစစ်ဆေးမှုတင်းကျပ်ထားတဲ့အခြေအနေရေဖြူဧကနိရွာနောက်မှာနှစ်ရက်ဆက်တိုက်ပွဲဖြစ်တဲ့အကြောင်းတရချောင်းကြောင်လီကရွာမှာနေ80ကျော်မိရှုဖြစ်စီခံရတဲ့အခြေအနေနဲ့ တင်းသားကြီးတင်ခွန်ရွာမှာဆရာနာရှင်တက်သားလေးဦးခင်းညူစီဖက်ပြောင်းတဲ့တဲ့င်ဆရတဲ့တဲ့င်တွေကိုနားဆင်ရမှာပါတော်ရဲတက္ကသိုလ်ကျောင်းသားများတက်မကကဆောင်ရွက်နေတဲ့ပညာရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ပန်းများဝီစီအမိမြင်မဟီအမည်နဲ့ရန်ပုံဝင်ရှောက်ခွေရေးအစီအစဉ်ပြုလုပ်နေပြီးပါဝင်လူသူတွေအနေနဲ့တက်မကရဲ့လူမှုကွန်ရက်ဆောင်ရွက်နာကနေဆက်သွယ်ပါဝင်နိုင်တယ်လို့တော်ရဲတက္ကသိုလ်ကျောင်းသားများတက်မကစီကသိရပါဗျ။ဒီတဲ့င်းကိုတော့တော်ရဲဝက်ရှော့အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။ ဒူဝဲတက္ကသိုလ်ကျောင်းသားများတမကကဆောင်ရွက်နေတဲ့ပညာရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ပန်းမြောင်းဝေစီအမိညီမဟီအမိနဲ့ရပုံငွေရှောက်ဖွေရေးစီစဉ်ပြုလုပ်နေလို့ဒူဝဲတက္ကသိုလ်ကျောင်းသားများတမကစီကတီးရပါတယ်အဲ့ဒီရဘုံွေရှောက်ကိုရဲ့စီစဉ်ကိုစတေဘလ28နှစ်ကနေအော်တိုဘလ28နှစ်ထိတလတာပြုလုပ်ဖို့ရထားပြီးရဘုံွေကျပ်သိန်း80လောက်ရရှိဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ် အစီအစဉ်မှာပါဝင်လူသူတွေအနေနဲ့ဒဝဲတက္ကသိုလ်ကျောင်းသားများတမကရဲ့လူမှုကွန်ရက်စာမျက်နှာကနေဆက်သွယ်ပါဝင်နိုင်တယ်လို့တမကစီကသိရပါတယ်။ဒဝဲတက္ကသိုလ်ကျောင်းသားများတမကဒဝဲခရိုင်အတွင်းညပြင်းကျောင်းတစ်ကျောင်းဖွက်ကကျောင်းသား80လောက်ကိုခြေခံပညာသင်ကြားပေးနေပြီးအစမြင့်ပညာရေးအတွက်ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့တမကရဲ့တာဝန်ရှိသူကပြောပါတယ်။တင်ညာတင် जा ပေးမဲ့စေတနာဝန်ထမ်းအခက်အခဲရှိလို့လာရောက်ကိုကြီးလူသူတွေအနေနဲ့တမကကိုတိုင်းရဲ့ဆက်သွယ်နိုင်ပြီ ေတနာဝထန်တွေကိုအခြေခံခန်းစားခွင့်နဲ့လုံခြုံရေးစီစဉ်ပေးမှာဖြစ်တဲ့အကြောင်းတာဝန်ရှိသူတွေကဆိုပါတယ်။ညီပြေကြောင်းအပြင်လူငယ်ဖို့ပြိုရေးအစီအစဉ်ဖြင့်ကွန်ပျူတာအခြေခံတဲ့စေဦးသူညောင်ပြူတင်နန်းတွေကိုပလက်ထားပြီးအသက်မွေးဝမ်းကြောင်းနဲ့ဆက်ဆက်တဲ့တင်နန်းတွေကိုလည်း online platform တွေကတင်ယူနိုင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။မင်းမျိုးနဲ့တုံးပြောကြီးကျေးရွာလမ်းဆောင်ကဆရာနာရှင်တက်စစ်စေးဂိတ်ကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်ပြီးတဲ့နောက်စစ်အင်အားထပ်တိုးပြီးအစစ်စေးပိုတင်းကျပ်ထားတယ်လို့သိရပါဗျ။ စက်တင်ဘာလ29ရက်နေ့ကအဲ့ဒီဂိတ်ကိုတော်လိုင်းတက်တွေတိုက်ခိုက်ပြီးတဲ့နောက်မင်းမျိုးကနေကာဒစီနဲ့ဆင်းနာရှင်တပ်ဖွဲ့ဝင်30လောက်အင်အားထပ်တိုးလာတယ်လို့ဒေသခံတွေကဆိုပါတယ်စတေမလာ30ရင်းနေမှာလဲမြင်းမျိုးစစ်ကောင်စီအမှတ်331ခြေလင်းတရင်ကနောက်ထပ်ကားတစ်စီးနဲ့တပ်ဖွဲ့ဝင်အင်အား40ဝန်းကျင်နဲ့ဒရုန်းတစ်စီးအားဖြည့်ထားပြီးစစ်ဆေးမှုတင်းကျပ်နေတာပါ။ဒါအပြင်အဲ့ဒီစစ်ဆေးရေးဂိတ်မှာတုံပြောအုပ်ချုပ်ရေးမှုလဲလာစစ်ဆေးနေပြီးဂိတ်ကိုကဒုတ်ချင်းရော ကာဗာတွေနဲ့ပါအခိုင်အမာလုပ်ထားတယ်လို့ဒေသခံတအူကဆိုပါတယ်။ စစ်စေးရေးဂိတ်တိုက်ခိုက်ခံရမှုမှာဒဏ်ရာပြင်းထန်တဲ့ဆင်ရနာရှင်တပ်ဖွဲ့ဝင်တွေကိုစက်တင်ဘာလ29ရက်နေ့ကနာယီကူညီမူကလေးစင်းနဲ့မင်းမျိုးကိုတိုက်ဆောင်သွားပြီးတဲ့နောက်နောက်ရက်မှာတော့ဒဏ်ရာရထားတဲ့ကျန်တပ်ဖွဲ့ဝင်တွေကိုစစ်ကူလာတဲ့ကားနဲ့ထပ်မံတိုက်ဆောင်သွားတယ်လို့ဒေသခံတွေကသိရပါဗျ။တုံးပြိုကြီးကဆင်ရနာရှင်တက်စစ်စေးရေးဂိတ်ဟာစာတင်ကြောင်းနဲ့အုတ်ချွေမှုရုံးမှာတက်ဆွဲထားပြီးပြည်ထောင်စုလမ်းမကိုဖျက်တမ်းတော်လာနေတဲ့ရင်တွေကိုဝီကြီးကောက်ခံနေတဲ့ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။ ရေဖြူမျိုးနဲ့ဒဝဲအထူးစီးပွားရေးဆောင်ဒေတာကအကနီရွာနာမှာဆရာနာရှင်တန်းနဲ့တော်လန်ရေးပူပေါင်းတပ်တွေနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်နေတယ်လို့သိရပြီးဒေတာခန့်တချို့နှစ်ရက်ဆုံးခွာတန်းဆောင်နေကြရပါတယ်။ဒီတင်းကိုတော့ဒဝဲဝါရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ရေဖြူမြို့နယ်ဒဝဲထူးစီးပွားရေးဆုံဒေသကအေကနီကျေးရွာအနီးမှာဆန္ဒရှိတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေနေရက်ဆက်တိုက်ပွဲဖြစ်နေတယ်လို့တော်လိုင်းတပ်နဲ့နှိဆက်သူတချို့စီကသိရပါဗျ။ အင်အား100လောက်ရှိတဲ့ဆက်နက်ရှိတဲ့စစ်ကြောင်းတွေတော်လိုင်းတက်တို့စစ်တမလ30ရင်းနဲ့မနက်9နိုင်လောက်ကနေနေ့လယ်ပိုင်းအထိတကြိမ်ဖြစ်ပွားခဲ့ပြီးဒီကနေ့အော်တိုဘားလာတရက်နေ့မှာလည်းမနက်ပိုင်းကစပြီးပြစ်ခတ်မှုထပ်မံဖြစ်ပွားနေတယ်လို့တော်လိုင်းတက်နဲ့နှိစက်တဲ့အမျိုးသားတအူကပြောပါတယ်။ စစ်နာရှိတဲ့စက်ကြောင်ဟာစက်တင်ဘာလ29ရက်နေ့မနက်၄နာရီလောက်ကစပြီးဒွေထူးစီးပွားရေးစုံဒေသမှာရှိတဲ့ပကောစောရွာကိုစတင်ဝင်ရောက်လာပြီးဒေသခံ30လောက်ကိုဖမ်းဆီးကပကောစောရွာမှာညှိုက်ပြီးစက်တင်ဘာလ28ရက်နေ့မှာဝက်ချောင်းနဲ့ခမောက်ချောင်းကျေးရွာတွေကိုဆက်လက်ထွက်ခွာသွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလိုထွက်ခွာလာချိန်မှာဖမ်းဆီးထားတဲ့ပကောစောဒေသခံအလုံးနီးပါးကိုပြန်လွှတ်ပေးခဲ့ပေမယ့်အမျိုးသားတအူးကတော့ဆက်လက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ ဆန်နာရှိတဲ့စကြောင်းဟာစတေမာလာ29ရင်းနေမှာခမောက်ချောင်းဘူးကြီးကျောင်းမှာညအိတ်တဆွဲပြီးစတေမာလာ30ရင်းနေမနဲ့စောစောမှာတော့အီကနီကျေးရွာကိုစတဲ့ထွက်ခွာလာတယ်လို့ဒေတာခန်နီစီကသိရပါတယ်။ဒီလိုထွက်ခွာလာချိန်တော်လိုင်းတက်တွင်နဲ့အီကနီကျေးရွာအနီးမှာစတဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ ဒါကြောင့်ရေဖြူမြို့နယ်ဒုဝတ္ထုစီးပွားရေးစုဒေသထဲကဝက်ချောင်းခမောင်းချောင်းဧကနီဝဇော်တော်ကုန်းတရာအင်းရင်ငယ်ကျေးရွာတွေကဒေသခံတွေနေရက်ဆော့ခွာထွက်ပြေးနေကြရပြီးအချို့ကျေးရွာတွေကဒေသခံတွေကတော့အချင်းနဲ့စောက်ကြည့်ကနေထိုင်နေကြရတယ်လို့ဆိုပါတယ်တဲချောင်းမြို့နယ်ကြောက်လီကားရွာမှာနေ83လုံးကိုဆရာနာရှင်တက်ကမိရှုဖြက်စီးခဲ့ရလို့ကရင်မျိုးသားစီယုံခင်းညူတမဟာလီမိတူရဲ့ခရိုင်ပြည်သူဆက်ဆံရေးနဲ့တည်င်းပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။ အောက်တူရွာကနေအင်းပြားရွာနဲ့ကြောက်လီကားရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်အနာရှင်တပ်စစ်ကြောင်းနဲ့ပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်တွေစက်တင်ဘာလ29ရက်နဲ့30ရက်နေ့တွေမှာနှစ်ရက်ဆက်နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါနှစ်ဖက်တိုက်ပွဲဖြစ်ချိန်စက်တင်ဘာလ29ရက်နေ့ညပိုင်းနဲ့30ရက်နေ့မနက်ပိုင်းတွေမှာကြောက်လီကားရွာကနေအိမ်တွေကိုစစ်အနာရှင်တပ်စစ်ကြောင်းကမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ တဲချောင်းမြို့နယ်အထက်ပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ဆရာနာရှင်တက်စစ်ကြောင်းကိုစက်တင်ဘာလ30ရက်နေ့မနက်မှာခရင်ညူတမဟာလေးလက်အောက်ခံကရင်မြို့သားလုံးမြောက်ရေးတပ်မတော် KNL တရင်စနစ်နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကကြောက်လီကားရွာမှာဂျက်ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ခရင်ညူရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ကြောက်ဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက်တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကြောက်လီကားရွာကအရက်သားပြည်သူနေအိမ်83လုံးကိုဆင်းနာရှင်တပ်ကမိရှုဖျက်ဆီးခဲ့တာပါ ဒါအပြင်တရချောင်းမြို့နယ်အထက်ပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ဆရနာရှင်လက်အောက်ခံတရင်403 404 405တို့ပူပေါင်းစစ်ကြောင်းကမိရှုပ်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။တိုက်ပွဲတွင်ထိခိုက်ဒိဆုံးမှုတွေကိုတော့ Dollar Watch အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။တနင်္လာရီမျိုးနဲ့ထိုင်းမြန်မာနယ်စပ်ကုန်းတွယ်လမ်းမှာရှိတဲ့တင်ခုံးရစစ်မျက်နှာပြင်ကဆရာနာရှင်တက်သားလေးဦးဟာခရင်ညူမိတ်တော်ရဲ့ခရင်တမဟာလေးတရင်စစ်တက်စီပဲပြောင်းလာတယ်လို့ခရင်ညူစီကသိရပါဗျ။ဒီတဲ့တင်ကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ တင်းတိုင်းမြို့နယ်ထိုင်းမြန်မာနယ်စပ်ကုံတော်ရဲလမ်းမှာရှိတဲ့တင်ခွန်ရွာဆက်မနာပင်ကဆက်အနာရှင်တပ်သားလေးဦးဟာကင်းယူယူမြိတ်တဝဲခရိုင်တမလေးတရင်စစ်တစီဘက်ပြောင်းလာတယ်လို့ကင်းယူစီကသိရပါတယ်။စတေမလာ30ရက်မှာရှစ်တဲတနေရာကလက်နဲ့မပါဘဲထွက်ပြေးကဘက်ပြောင်းလာတာဖြစ်တယ်လို့ကင်းယူကထုတ်ပြန်ထားပါတယ်။ ဘက်ပြောင်းလာသူလေးဦးဟာစစ်မှုထမ်းပါစင်ဆနှစ်အတွက်အရမစစ်သားစုဆောင်ခံရပြီးရန်ကုန်တိုင်းမှော်ပြီးမြို့နယ်မှာရှိတဲ့တပ်ရင်းတစ်ခုမှာစစ်တပ်တန်းတက်ခဲရသူတွေဖြစ်တယ်လို့ကင်းယူမြိတ်တဝဲခရိုင်တွင်းရီမှုဗရိုစောအနာကပြောပါတယ်တရံပြည်နယ်နောက်ပလောက်မြို့ခလာရ28ညဆရာနာရှင်တပ်ရင်းကိုပုတ်ဆောင်ခံရပြီးရှေ့တန်းရောက်လာတာလို့ဆိုပါတယ်ဘယ်ပြောင်းလာသူတွေကိုကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထားပြီး သူတို့ဘာလို့ဖို့ဆန္ဒရှိတယ်ဆိုတာကိုလည်းမေးမြန်းထားဆဲဖြစ်တယ်လို့ဘရိုဆောရဲ့နာကပြောဆိုပါတယ်စတေမလာဆက်ကွန်ရကလည်းပလောက်မြို့မှာရှိတဲ့ဆက်အာနာရှင်တပ်ရင်းရဲ့တိုင်းစနစ်တပ်မြင့်လေးကြီးရေးတင်တန်းကျောင်းကတပ်သား9ဦးကင်ယူတန်ဘက်ပြောင်းခုံလုံးခဲ့ပါသေးတယ်နေဇာလန်ကိုထိချုပ်ဖို့ဆက်အာနာရှင်တပ်ကအင်အားအများပြားနဲ့စစ်ကြောင်းထိုးရာကတော်လိုင်းအင်အားစုတွေနဲ့တင်ခေါရဝန်ကျင်မှာတိုက်ပွဲ ဖြစ်ပွားနေတာဟာရှစ်လကျော်ကြာလာနေပြီဖြစ်ပါတယ် အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပန်းကနေအမြန်ဆုံးလွန်မြောက်ပါစေလို့ Dwell Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။